မင်္ဂလာပါရှင် ခုဟာပေါ့နော်ဝတ္တာဒုတ်ထိုးပေါ့နော်ဝတ္တာဒုတ်ထိုးလုံးနေလုတ်ပြမယ်နော်ဒုတ်ထိုးလုံးနေလုတ်ပြပါမယ်ရှင်ကဲပါခုဆိုလို့ရှင်အိုးအပူပေးထားပါတယ်ပြီးလို့ရှင်တကြားကိုတူးအောင်လောမယ်နော်တကြားငါးသွန်းခန့်ထည့်ပါမယ်ရှင်ရေနည်းနည်းလေးတူးအောင်ပေါ့နော်ကြားလေးနည်းနည်းတူးအောင်ပေါ့မယ်ရေလေးနည်းနည်းယူလာတာ လုံလေးပေါ့နော်ပြေးလာပြီးဆိုလို့ရှိရင်ဒါတော့ဒုတ်ထုတ်လုံးမဲ့အစုံပေါ့နော်အဲ့ရကလီစာတွေပါညာတွေအကုန်လုံးစေးကြောထားပါတယ်သူ့အရရလေးနဲ့ရင်မယ်နော်ဒါတော့နှစ်ပိတ်တာလောက်ရှိပါတယ်ကက်တာမုံးနဲ့စွန်းထည့်မယ်ကျတောင်မုံနှစ်စွန်းထည့်ပါရယ်ပြီးလို့ရှိရင်အစာတစ်စွန်းထည့်မယ် စားတူကွန်ထည့်ပါရယ်လို့ရှိရင်ဘဲငံပြာရည်ထည့်မယ်နော်ပြီးရင်ဘဲငံပြာရည်ကိုထမင်းစားဆုံး၅ဆုံးခန့်ထည့်မယ်နော်ဘဲငံပြာရည်အကြီးပါဒီလိုရှိရင်ဘဲနောက်ရည်ကြာညို့ပေါ့နော်ကြာညို့ကိုလည်းထမင်းစားဆုံး၃ဆုံးလောက်ထည့်မယ်နော်ဒီလိုရှိရင်တမတော်အောင်နေပါမရှင်နေပါ โอเคပါအခုဆိုလို့ရှိရင်သမောင်းအောင်နေပြီးွားပြီပေါ့เนาะသူ့ကိုတကြားကိုညိုအောင်ကြော်ပြီးတော့အပူပေးပြီးကြော်မယ်เนาะဒါကတော့ဝတ်တာတို့ထိုးထဲမှာပြုတ်တဲ့ထဲမှာထည့်မယ်အခောက်ရဲအရွက်ရဲနက်နက်ပွင့်ရဲပေါ့เนาะပြီးလို့ရှိရင်စက်တုံဖြူရဲဂျင်းရဲကိုဒါကြားရိုက်ထားပါတယ်ဒီမှာတကြားကိုပေါ့เนาะအယောင်ညိုအောင်ကြော်ထားပါရဲ့အဲ့ဒါနဲ့အသားတွေကိုလုံးပါမယ်အဲ့ဒါမှအယောင်ထားရယ်နော်ဆေးအောင်ထည့်စရာမလိုပါဘူးရှင် ကဲအခုဆိုလို့ရှိရင်ဒီကြောင်ကိုယူအောင်ကြော်ရဲထဲကိုအသားရည်ထည့်ပါမယ်နှစ်ထပ်အသားရည်ထည့်မယ်နော်ပြီးရင်တမအောင်ယုံမှုပါမယ်သူ့အသားပေါ့နော်အသားသင်းတဲ့အထိကြောအတော်လေးသင်းတဲ့အထိဝမှုပါမယ်ခုလိုနေထားဆိုလို့ရှိရင်ခုနတည်းကပေါ့နော်ထည့်ပြုတ်မယ်မွေးလက်လာလေးထည့်မယ်ရောမှုပါ းစင်းလေးတည့်ထားမယ်နော်ရေလူလေးကထည့်ပြီးတော့ပြုတ်ပါမရှင်ဟုတ်ကဲ့ပါအခုလိုအနေထားဆိုရင်အသားလေးတွေလည်းတင်းလာပြီးအယောင်လေးရေအရင်လှရနော်တကြားကိုတူအောင်ကြော်ရတဲ့အတွက်ကြောင့်မို့လို့ဒီလိုရှင်ရေထည့်မယ်နော်ရေနွေးရေနွေးထည့်ပါမယ်ရေနွေးအမြုပ်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မိနစ်30လောက်ထားမယ်နော်အဲခုခုလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ထားပါမယ် ဒါလေးကတော့မိနစ်20ပြည့်သွားပါပြီเนาะနောက်ထပ်တရေထပ်ပြုတ်ပါမယ်ရှင်ဒါကတော့ဒုတ်ထိုးလုံးမဲ့အချင်းကြီးပေါ့เนาะဒုတ်ထိုးလုံးမဲ့အချင်းကြီးပါအဝင်ပြည့်စည်လေးတွေပါရှင်။အဲရင်နွေးကိုစူအောင်တည်ထားပါတယ်။ရင်နွေးလေးနည်းနည်းပွက်လာပြီဆိုထညက်ထည့်မယ်နော်။ပြီးထည့်ပါမယ်။သူ့ပွက်ပွက်စူအောင်တည်ထားမယ်နော်။ ပထမမိနစ်20ပြီးမှဒုတိယမိနစ်20ထပ်ပြုတ်ထားပါတယ်ရင်းနှီးလေးနဲ့ပြီးလို့ရှိရင်ဒီမှာဘဲဦးလေးထပ်နော်ကြည်ကြီးလေးနဲ့ထញ្ញက်ကိုပြုတ်ထားတဲ့ရေလေးပါပြီးရင်ပြန်စစ်မယ်နော်ဒီလိုနေထားလေးရမယ်ရဲ့ဒီလိုလေးစစ်ပြီးလို့ရှိရင်နည်းနည်းပွက်အောင်ပြန်စူအောင်ပြန်ထားပါမယ်ရှင်ပြီးလို့ရှိရင်ငရုတ်စီထည့်ပါမယ်ငရုတ်စီထည့်မယ်နော်